မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံရဲ့ဂျာဝင်စစ်စမှုနဲ့ရှမ်းပြည်မြောက်ပိုင်းမှာအပြစ်ရဖို့အချက်ပစကောင်စီတက်တဲ့ MNDAA တက်တို့သဘောတူညီထားပြီမြေလာရှိုမျိုးကနေ MNDAA တက်တွေပြန်လဲဆုတ်ခွာဖို့မရှိဘူးလို့ဆိုပါတယ်အချက်ပစကောင်စီကစစ်လေရင်နဲ့တော်လန်ရေးတပ်ဖွဲ့တွေရဲ့နေမြေတွေကိုဘုံကျဲတဲ့အဓိကစစ်စင်ရေးတွေမှာပါအမျိုးသမီးလေးရင်မောင်းတွေကိုစတဲ့အတုံးပြူလာပြန်နေဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ဒီယုံနိုင်ငံရဲ့ဂျာဝင်စေစမှုနဲ့ရှမ်းပြည်မြောက်ပိုင်းမှာအပြစ်ရဖို့အကြမ်းဖက်စစ်ကောင်စီတက်နဲ့ MNDAA တက်တို့သဘောတူညီထားပေမဲ့လာရှိုမြို့ကနေ MNDAA တက်တွေပြန်လဲဆုတ်ခွာဖို့မရှိဘူးလို့ MNDAA ရဲ့လာရှိုပြန်လဲထူထောင်ရေးပြန်ကြိုက်အဖွဲ့ဝင်ကရန်ကုန်ခေတ်တိကိုပြောပါတယ်လက်ရှိမှာတော့ဒီယုံနိုင်ငံရဲ့ဂျာဝင်စေစမှုနဲ့ဇန်နဝါရီလ18ရက်နေ့ကစပြီး MNDAA နဲ့စစ်ကောင်စီတက်တို့အကြားလက်ရှိနေရာမှာတင်အပြစ်ရထားဖို့သဘောတူခဲ့ပြီမြေ လာရှိုမျိုးကနေ MNDAA တက်တွေစုတ်ခွာမယ်ဆိုတဲ့သတင်းတွေဟာလုံးဝမှန်ကန်မှုမရှိဘူးလို့ MNDAA ရဲ့လာရှိုပြန်လည်ထူထောင်ရေးပြန်ကြားရေးအဖွဲ့ဝင်ကပြောထားပါတယ်။လက်ရှိမှာလည်း MNDAA တင်ပိုက်ထိန်းချုပ်ထားတဲ့ကိုကန် data အထူး data 1လာရှိုမျိုးဟာအားလုံးအခြေအနေကောင်းနေပြီ။အရာအားလုံးပုံမှန်အတိုင်းလေပတ်နေပါတယ်လို့လည်းပြောထားပါသေးတယ်။လက်ရှိရှမ်းမြောက်မှာ2029စစ်စင်ရေးအတွက်မြောက်ပိုင်းညီနောင်၃ဘွယ်တဲက MNDAA တက်တွေဟာ လာရှုမျိုးနဲ့လောက်ကိုင်းအပါဝင်ရှမ်းမြောက်ကနေမြေတော်တော်မြတ်များကိုတင်ပိုက်ထိမ့်ချုပ်ထားတာဖြစ်တဲ့အပြင်အကျံဖက်စကောင်စီရဲ့ရမခတိုင်းစစ်ဌာနချုပ်ကြီးကိုပါအပိတ်သက်တိုက်ခိုက်တင်ပိုက်ထားတာလည်းဖြစ်ပါလိမ့်ခင်ဗျ။အဖက်မှာတော့အကျံဖက်စကောင်စီကစစ်လေရင်နဲ့တော်လန်ရေးတပ်ဖွဲ့ရဲ့နေမြေတွေကိုဘုံကျဲတဲ့အဓိကစစ်စင်ရေးတွေမှာပါအမျိုးသမီးလေရင်မောင်းတွေကိုစတဲ့အသုံးပြုလာပြန်တယ်လို့နေပြည်တော်စစ်တပ်တရင်အရေးမြင့်ကရင်ကုန်ခစ်တဲ့ကိုပြောပါတယ်။အဲ့ဒီလိုချမ်ပတ်စကောင်စီတက်က ဒေါ်လာရင်းနေမျိုးတွေကိုဘုံကျဲတိုက်ခိုက်ဖို့စစ်စင်ရေးတွေလှုပ်တဲ့နေရာမှာအမျိုးသားလေးရင်မောင်းတဲ့သူတွေနဲ့အရင်ကအမျိုးသမီးတွေကိုပါတွဲသုံးညာကနေအခုခါမှာတော့အဲ့ဒီအမျိုးသမီးလေးရင်မောင်းတွေကိုအဓိကဘုံကျဲခိုင်းတဲ့စစ်စင်ရေးတွေမှာပါအရင်အတွက်မြတ်မြတ်နဲ့အသုံးပြုလာပြန်တာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိမှာလည်းဂျပန်စစ်ကောင်စီကစတဲ့အသုံးပြုနေတဲ့အမျိုးသမီးလေးရင်မောင်းတဲ့သူတွေတဲမှာဇန်နဝါရီလ16ရက်နေ့ကပဲမိတီလာလေးရင်မောင်းတင်တဲ့အပတ်စဉ်86တင်တဲ့ဆင်းတွေပါပါဝင်နေပြီး အဲ့ဒီလိုစစ်လေရင်းနဲ့ဘုံကျဲပြစ်ခတ်တဲ့စစ်စင်ရေးတွေမှာအမျိုးသမီးလေးမောင်းတွေကိုအတုံးပြလာတာဟာအကြက်ဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းရဲ့တိုက်ရိုက်ညွှန်ကြားချက်ဖြစ်ပြီးသူတို့အထက်ကပေးအပ်တဲ့အမိန်အတိုင်းတသွေးမတိန်လောက်တဲ့သူကိုလည်းယာဒူးနဲ့နေရာတွေပေးဖို့ကိုပါညွှန်ကြားချက်ထုတ်ပြီးခိုင်းနေတာဖြစ်တယ်လို့လည်းနေပြည်တော်စစ်တပ်တရင်အရင်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ ကရင်ပြည်နယ်ကမြောက်ရီမြို့ကိုပြန်လည်သိမ်းပိုက်မယ်ဆိုပြီးရက်ပိုင်းနဲ့ရောက်ရမယ်ခရီးကို၈လကျော်ကြာတဲ့အထိမရောက်နိုင်သေးပဲထိုးစစ်ဆင်နေတဲ့အကြက်ဖက်စကောင်စီတပ်ရဲ့အောင်စီရစစ်ကြောင်းကနေနောက်ထပ်စစ်သား၂ဦးဟာတော်လန်ရေးတပ်တွေဘက်ကိုထွက်ပြေးလာပြီးအလင်းဝင်လာပြန်တယ်လို့ PDF viewer 31လုံချုံရေးတပ်ခွဲရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိအကြက်ဖက်စကောင်စီရဲ့အောင်စီရစစ်ကြောင်းဟာ ်ပြီးခဲ့တဲ့၈လလောက်ကတည်းကမြောက်ရီမြို့ကိုပြန်သိမ်းမယ်ဆိုပြီးစစ်ကြောင်းထိုးနေတာဟာရက်ပိုင်းနဲ့ရောက်တဲ့ခကြီးကိုလက်ရှိ၈လကျော်ကြာတဲ့အထိအဲ့ဒီမြောက်ရီမြို့ကိုမရောက်နိုင်သေးပဲတော်လိုင်းရဲတက်တွေရဲ့တိုက်ခိုက်ချိန်မုံဒါကူတာခံနေရပြီးလက်နက်ချတဲ့သူတွေရောထွက်ပြေးလာပြီးအလင်းဝင်တဲ့သူတွေရောဒုနဲ့ဒေးကိုရှိနေတယ်ဆိုပါလေအဲ့ဒီကဇန်နဝါရီလ16ရက်နေ့ညပိုင်းကပဲစစ်ကောင်စီရဲ့အောင်စရာစစ်ကြောင်းကနေနောက်ထပ်စစ်သား2ဦးဟာ လက်နက်တွေတဲဖို့အခွင့်အရေးမရတဲ့အတွက်ဒေါ်လန်ရေးတပ်တွေဘက်ကလူကြီးပဲမရမကလွတ်အောင်ထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ PDF viewer 31လုံကြုံရေးတက်ခွဲရဲ့တာဝန်ရှိသူတူကပြောထားပါတယ်။အဲ့လိုအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား2ဦးကိုဒေါ်လန်ရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုခဲ့ပြီးလက်နက်မပါပေမဲ့တယောက်ကိုငွေကျပ်9သိန်းစီဂုံပြူစုငွေချင်းမြင်ပေးခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျ။ဒီတခါဒင်းသားအတိုင်းဘက်မှာတော့ ရေဖြူမြို့နယ်ကနဘူးလေစိတ်ခမ်းမှာအချမ်းဖက်စကောက်စီတက်ကလက်နက်ခဲယမ်းတွေစုပုံထားတဲ့အချိန်ဒေါ်လန်ဟီပူပေါင်းတပ်တွေက drone နဲ့ဘုံးဒီတွေကျဲချမှုအတွေ့စစ်ကောင်စီဘက်ကစုပုံထားတဲ့လက်နက်ခဲယမ်းတွေရော drone တွေရောပျက်စီးသွားပြီးစစ်ကောင်စီတပ်သားတွေကလည်းဘေးပတ်လေကိုကြောက်အားလန့်အားနဲ့အကုန်လုံးထွက်ပြေးကုန်ကြတယ်လို့ဘာထုတမတော် BHA တပ်ဖွဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တိကိုပြောပါတယ်ဇန်နဝါရီလ21ရက်နေ့ဖြစ်တဲ့မနေ့ကပဲရေဖြူမြို့နယ်ကနဘူးလေစိတ်ကမ်းမှာအချမ်းဖက်စကောက်စီတပ်သားတွေဟာ တို့စစ်တပ်စခန်းတွေအတွက်လက်နက်ခဲယမ်းဖြည့်တင်းမှုစစ်သည်မော်ပေါ်ကနေလက်နက်ခဲယမ်းတွေကိုကမ်းခြေမှာစုပုံထားတဲ့အချိန်တော်လန်ရေးပူပေါင်းတပ်တွေက drone နဲ့ဘုံးသီးတွေကြဲချတိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီမှာတော်လန်ရေးတပ်တွေကြဲချလိုက်တဲ့ drone ဘုံးသီးတွေဟာ စစ်ကောင်စီတပ်သားတွေစုပုံထားတဲ့လက်နက်ခဲယမ်းတွေပေါ်ကိုကြက်ရောက်ပကွဲသွားပြီးစစ်ကောင်စီရဲ့လက်နက်ခဲယမ်းတွေရော drone နှစ်စီးပါပျက်စီးသွားသလိုစစ်ကောင်စီတပ်သားတွေကလည်းဘေးပတ်လေကိုကြောက်အလန့်အားနဲ့အကုန်လုံးထွက်ပြေးကုန်ကြတယ်လို့ဗာဒုတမတော် BHA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ဘကိုတိုင်းတရားဝရီမြို့နယ်ကရေတွင်းကုန်းကြေးပါမှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုထမ်းတပ်သားတစ်ကိုချင်းနဲ့ဆိုတဲ့သူဟာရခိုင်ပြည်နယ်ကတိုက်ပွဲမှာသေဆုံးသွားပြီး တဖက်မှာလည်းလက်ပံတုံးကျေးရွာအုပ်စုကပေါ်တာဆွဲခံရတဲ့လူငယ်15ဦးလဲအဆက်အသွယ်ပြတ်တောက်နေတယ်လို့ data dwin တည်အရင်မြင်နဲ့မိဘ stream မျိုးတွေကရန်ကုန်ခေတ်တက်ကိုပြောပါရယ်။ဒါအရီမျိုးနဲ့ကရေရင်ကုန်ကျေးရွာမှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုထမ်းတပ်သားအစ်ကိုချင်နန်းဆိုတဲ့သူကတော့ရခိုင်ပြည်နယ်ကတိုက်ပွဲမှာတေဆုံးသွားပြီဆိုပြီးစစ်ကောင်စီတပ်ကဇန်နဝါရီလ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲမိသားစုစီအကြောင်းကြားသွားပြီးအလောင်းတော့ပြန်မရဘူးလို့ data dwin တည်အရင်မြင်ကပြောပါရယ်။အဲ့ဒီလို့ ရခိုင်ပြည်နယ်ကတိုက်ပွဲမှာတိဆုံးသွားတဲ့စစ်မှုထမ်းတပ်သားတစ်ကိုချင်းနှန်းဆိုသူနဲ့အတူပေါ်တာဆွဲခံရတဲ့မောင်ဝင်းလွင် ဆိုသူဟာလည်းတိုက်ပွဲမှာဒဏ်ရာရပြီးမင်္ဂလာဒုံစေယုံမှာစိတ်ကုနေတဲ့အကြောင်းမိသားစုစီဆက်တွယ်လာလို့မိမဖြစ်တဲ့သူဟာစေယုံကိုလိုက်သွားတော့တပ်သားတစ်မောင်ဝင်းလွင်ဆိုတဲ့သူကိုဒဏ်ရာတက်တာလို့ဆိုပြီးရှေဒန်းကိုပြန်ပို့လိုက်တဲ့အတွက်မိမဖြစ်တဲ့သူဟာသူ့ယောက်ျားနဲ့မတွေ့လိုက်ရဘူးလို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါတယ်။ တဖက်မှာလည်းလက်ပနုံကျေးရွာအုပ်စုကနေစစ်မှုထမ်းတပ်သားတိအဖြစ်ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်15ဦးဟာလည်းလက်ရှိအချိန်ထိကိုမိသားစုနဲ့အဆက်အသွယ်မရဘူးလို့လဲဒေတာဒွင်းသတင်းရှင်းမိကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ